တရဲလို့ကြားလိုက်တာနဲ့မျက်စိထဲမှာတခါလေးမအောင်မခေါက်ဖြစ်သွားကြမလားဒီကဘာပေါ်မှာအံ့ဩစရာတွေအပြေမချားနိုင်တဲ့သဘဝလွန်ဖြစ်ရတဲ့တော်တော်များများရှိပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ top 1ကနေ ကယ်ကိုကြောက်စရာကောင်းတဲ့တရားဗီဒီယိုတွေကို top 5အနေနဲ့တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ဘာတွေဖြစ်မလဲဆိုတာအားလုံးပဲတကားပိတ်မိပိတ်နှစ်ချက်တက်အတူတူကြည့်လိုက်ရအောင်ပါခင်ဗျာ။ဒီဗီဒီယိုကတော့2023ခုနှစ်အောက်တိုဘာလ10ရက်နေ့မှာရိုက်ကူးခဲ့တယ်ခင်ဗျာ။ကျွန်တော်တို့ဒီဗီဒီယိုထဲမှာ တွေ့နေရတဲ့ကလေးမလေးကသူ့အယုတ်လေးတွေနဲ့သူမရဲ့တနေ့တာအကြောင်းအရာလေးတွေကို ဟာနောက်တစ်ပတ်မှာတငင်းချင်းတွေနဲ့ဆော့ဖို့အစဉ်စဉ်ဆွဲထားပြီးတော့တနေ့တာဘလောက်လေးတွေရိုက်ကူးနေခဲ့တာပေါ့ဗျာတိတ်မကြလိုက်ပါဘူးဒီကလေးမလေးကထိတ်လန့်စရာအရာတစ်ခုခုကိုတွေးလိုက်ပုံရတယ်ဗျအဲ့ဒီတော့အဲ့ဒီနေရာကနေအများဆုံးထွက်ပြေးလိုက်တာပေါ့ဗျာနောက်တနေ့အရောက်မှာတော့ဒီဗီဒီယိုကိုပြန်ကြည့်လိုက်တဲ့အချိန်မှာထူးဆန်းတဲ့အရာကိုရိုက်ကူးမိခဲ့ပြီးသူရဲ့မိသားစုဝင်တွေကတော့တုန်လှုပ်သွားစေ ခဲ့ပါတယ်ခင်ဗျာဒီကလေးမလေးကဗီဒီယိုရိုက်နေရင်းနဲ့ကြောက်စရာတခုခုကိုတွေ့သွားတယ်လို့လို့ပဲစွန့်အာနေခဲ့တယ်ခင်ဗျအဲ့ဒါနဲ့အဲ့ဒီကလေးမလေးကလည်းအဲ့ဒီနေရာကနေချက်ချင်းထပြေးသွားပြီးတော့မတားခင်မှာပဲဒီအရေးကြောင့်မင်းမဲကြီးကို သူရဲ့ကင်မရာလေးကနေရိုက်ကူးမိခဲ့တယ်ခင်ဗျာ တက်ကြီးလို့ရောဘလို့ထင်လဲဗျဒီအရှိန်ရှောင်းမင်းမင်းကြီးကတကယ်ပဲကျွန်တော်တို့မမြင်နိုင်တဲ့နန္နာဘဝလေးလားခင်ဗျာပြိတက်ကြီးလို့ရဲ့အမြင်လေးတွေကိုလည်းကွန်မန့်မှာရေးသွားလို့ရပါတယ်ခင်ဗျာနံပါတ်1အခုဒီဗီဒီယိုကတော့အဖွားရဲ့ပျော်ရွှင်စရာမွေးနေ့ပွဲမှာရှိုက်ကူမိခဲ့တယ်ခင်ဗျာအဖွားရဲ့မွေးနေ့မှာတငယ်ချင်းတွေနဲ့မိသားစုဝင်တွေအားလုံးပျော်ပျော်ရွှင်ရွှင်အဖွားရဲ့မွေးနေ့လေးမှာတရှိ ြင်းကိုစိုးနေကြရင်နဲ့မထင်မှတ်ပဲဒီထိတ်လန့်စရာဗီဒီယိုကိုကင်မရာကနေရိုက်ကူးမိခဲ့တယ်ခင်ဗျာ ချင်းနေစုံနေကြရင်အဖွားရဲ့နောက်မှာအချင်းဟုန်ပြင်းပြင်းနဲ့ထွက်ပြေးလာတဲ့ဒီအရာကိုကင်မရာကလွဲပြီးဘသူမှသတိမထားမိခဲ့ကြဘူးဗျကျွန်တော်တို့သေချာကြည့်မယ်ဆိုရင်အဖွားရဲ့နောက်မှာအချင်းဟုန်ပြင်းပြင်းနဲ့ထွက်ပြေးနေတာကကလေးမလေးတယောက်လိုဖြစ်နေတယ်ဗျနံပါတ်3 နော်တို့ရဲ့မြန်မာတွေရဲ့ယုံကြည်ချက်တွေထဲမှာကလေးအသက်ငယ်စဉ်၃နှစ်မှ9နှစ်ခန့်အချိန်တွေကတရေနတ်တို့ကို မြင်နိုင်တယ်လို့ဆိုကြတယ်ဗျအခုဒီဗီဒီယိုထဲမှာဒရိုဇာဆိုတဲ့ဒီလူကတူတူလေးနဲ့တူမလေးကို ထိန်းနေခဲ့တယ်ဗျဒါပေမဲ့တူမလေးကထူးထူးဆန်းဆန်းအမောင်တဲကိုလက်ညှိုးထိုးပြီးတယောက်ယောက်ကို မြင်နေရတဲ့ပုံစံနဲ့အာဖြစ်နေတာ ကြောင့် Trouser ကလည်းဗီဒီယိုရိုက်ပြီးတော့မတန်းတင်ထားလိုက်တယ်ပေါ့ဗျာအဲ့ဒါနဲ့ Trouser ကလည်းရိုက်ရင်းရိုက်ရင်းနဲ့မကြပါဘူးအမောင်ထဲကဘောလုံးတစ်လုံးကသူတို့ရှိတဲ့ဖက်ကိုပြပောက်လာတယ်ခင်ဗျာ Arts I know She's like looking over there like there's someone over there She's freaking me out. It's pointing at someone. You gotta get out of here, man. You gotta leave, man. Honestly. You're not welcomed here. Leave. Wherever you are, leave. You're scaring my niece. Look, she keeps pointing at you. Get the out of here, man. ထရောဇာကလေပြောလိုက်တာပေါ့ဗျာထွက်သွားထွက်သွားဒီမှာမျိုးမကြိုဆိုဘူးဒီမှာငါတူလေးတွေဒူမလေးတွေကြောက်နေပါပြီမင်းထွက်သွားတော့ဆိုပြီးတော့ပြောလိုက်တာပေါ့ဗျာနံပါတ်၄ဒီဗီဒီယိုထဲမှာတော့မိသားစုတစုမှာပေါ့နော်ပုံတန်းကစားရင်းနဲ့ဒီထိတ်လန့်စရာကိုရိုက်ကူးမိခဲ့တယ်ဗျဒီမိသားစုတွေဟာအိယာမဝင်ခင်မှာသူ့ရဲ့သားသမီးနဲ့မိန်းမတွေကပုံတန်း ားလေးရှိတယ်ပေါ့နော်ဒီဗီဒီယိုကတော့သူတို့ပုံတန်းကစားနေရင်းနဲ့ဖေးဖြစ်သူကပုံမှန်အတိုင်းပဲအားလိုက်ရှာနေခဲ့တယ်ပေါ့ဗျာဒါပေမဲ့ရုပ်တရက်ဗီဒီယိုဘေးနာက အခန်းတကားကဖွင့်လာတော့သူကလည်းလန့်သွားတာပေါ့ဗျာအဲ့ဒါနဲ့သူလည်းသူ့ရဲ့မိမဖြစ်တယ်လို့ထင်ပြီးသူကလည်းအခန်းထဲမှာလိုက်ချနေရင်းနဲ့ဘသူမှရှိမနေခဲ့ဘူးဗျာခဏနေတော့သူမိမကလည်းအောက်ထပ်ကန်နေတက်လာပြီးတော့လာမေးတော့ဗောဗျာအာဒီမှာဘာလုပ်နေတာလဲဟာဘာဖြစ်နေတာလဲပေါ့အဲ့ တာနဲ့သူ့ယောက်ျားကလည်းအာမင်းတို့ဒီအခန်းထဲမှာမဟုတ်ဘူးလားဆိုပြီးတော့ပြန်မေးတာပေါ့ဗျာတာတယ်နဲ့သူမိန်းမကလည်းမဟုတ်ဘူးငါတို့အောက်မှာရှိနေတာတဲ့ are stressed out. What? ပြစ်တကြီးရောဘလူးတင်လဲဗျဒီဗီဒီယိုဟာတကယ်ပဲကျွန်တော်တို့မမြင်နိုင်တဲ့ဘဝကပဲလားဗျဒါမှမဟုတ်သူတို့ကပဲ အဆလန်ထွင်ထားတာလားဘောနောနံပါတ်၅တကယ်လို့မိတ်ဆွေတငယ်ချင်းတို့ကြောက်တတ်တယ်နှလုံးမကောင်းဘူးဆိုရင်တော့ဒီဗီဒီယိုကိုလုံးဝမကြည့်ဖို့အကြံပေးရှင်ပါတယ်ခင်ဗျာဒီဗီဒီယိုကတော့2024ခုနှစ်မတ်လ9ရက်နေ့မှာကလေးမလေးဟာတရေနိုးလာပြီးပြမအိတ်တော်ပဲတညလုံးသူအယုတ်ကလေးတွေနဲ့စော့နေခဲ့ရင်းနဲ့ဒီထိတ်လန့်စရာဗီဒီယိုကိုစောင့်ကြည့်ကင်မရာကနေ7နှစ်လောက်မှာ ရိုက်ကူးမိခဲ့ပါတယ်ဒီကလေးမလေးကသူ့ရဲ့အယုတ်လေးနဲ့ဆော့နေရင်အယုတ်တရက်ကဒင်အောက်မှာဒီလုံးတန်လေးထွက်လာတော့ကလေးမလေးကလည်းကဒင်အောက်ကိုဆင်းပြီးအဲ့ဒီအရာကိုစူးစမ်းနေတော့မှကဒင်အောက်ကအရာတစ်ခုခုက သူ့ကိုကဒင်အောက်ကိုဆွဲသွားတယ်ဗျအဲ့ဒါနဲ့ကလေးမလေးကလည်းကြောက်လန့်ပြီးသူ့အမေကိုကြောက်လန့်တကြီးနဲ့အော်ခေါ်လိုက်တာပေါ့ဗျတော်သေးတယ်လို့ပဲပြောရမှာလားသူ့အမေကလည်းအချိန်မီရောက် လာခဲ့လို့တော့ဘို့မို့ဆိုရင်မတွေးရဲစရာပဲဗျာ What's going on? ူအမေကလည်းကင်မရာကိုပြန်စစ်ကြည့်လိုက်ပြီးတော့အာအွန်လိုင်းပေါ်မှာတင်ခဲ့တာပေါ့ဗျာအာအွန်လိုင်းပေါ်ကိုတင်ပြီးပြီးရှင်းမှာပဲမေးလာသူတွေကအများလာတော့နောက်နှစ်ရက်နဲ့အရောက်မှာ အမေဖြစ်သူက သူ့ရဲ့သမီးလေးအခန်းထဲလိုက်ပြပြီးတော့ကရင်အောင်တွင်မှာအာရိုက်ပြခဲ့တယ်ပေါ့ဗျာအာဒီကရင်အောင်မှာရိုက်နေရင်ရှိုင်းနေရင်နဲ့ဒီထိတ်လန့်စရာကောင်းလောက်အောင်ဒီဗီဒီယိုကိုရှိုက်ခူးမိခဲ့ပြီးအမေဖြစ်သူကလည်းထွက်ပါပြေးနေရတော့ဗ ဗျာကတင်အောက်မှာရှိနေတဲ့အယုတ်လေးကသူ့အလိုလိုလှောက်ရှားလာတာတွေ့တော့အာအမေဖြစ်သူကလည်းထွက်ပြေးရတော့ဗျာ ိုရင်တော့ဒီအိမ်ထဲမှာအလုံးဝနေရဲမှာမဟုတ်တော့ပါဘူးပြိတက်ကြီးတို့ရောနေရဲမှာလားခင်ဗျာအာဟုတ်ကဲ့ပါပြိတက်ကြီးဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲဗျတကယ်လို့ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်လည်းအာ like share တွေ subscribe နေနဲ့အားပေးလိုက်ကြပါဦးခင်ဗျာအာနောက်ထပ်ကြောက်စရာကောင်းတဲ့တရေဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်ဗျအားလုံးပဲကောင်းတော့ကြလေးပါခင်ဗျာ